ီနေ့ကတော့မကြသေးခင်မှာအသစ်ထွက်ထားတဲ့ Techno Camo 40 Pro ကို showcase နဲ့ initial review ပါပါလေးလုပ်ပေးမယ်။ software gear ဒီကောင်မျက်စိကျစရာ spec တွေပြောစရာ feature တွေအများကြီးပါလာတဲ့ဖုန်းဥပမာကျွန်တော်စမ်းသုံးမှုသမျှ Techno Camo ဖုန်းတွေထဲမှာပထမဆုံး IP68 69ရေစိမ်းခံနိုင်စမ်းပါလာတဲ့ဖုန်းဒါဖုန်းတစ်လုံးပေါ်နေကျွန်တော်တို့အမြင့်ဆုံးခံနိုင်ပြီးတော့ SGS 5 star certification လည်းပါတယ်အဲ့ဒါကကျွန်တော်တို့အမြင့်1.8 meter တဲ့တော့မှ10မီတာကနေဖုန်းကိုပြုတ်ကြတဲ့တံကိုခံနိုင်ရှိရပေါ့ဒါစပက်အရာပြောတာတက္ကနိုဘက်ကကြွေထားတော့ဖုန်းကိုပို့ပြီးတော့မမချာချာရှိအောင်အတွင်းဘက်မှာ diamond stretcher နဲ့လှုပ်ထားပြီးရပေါ့အဲ့တော့အရင် typical ထက်25%လောက်ပို့အချမ်းခံနိုင်လာတယ်လို့ပြောတယ်ဒီအရှိတ်မှန်ကလည်း Gorilla Glass 7 iron သုံးမိထားတယ်အခုကျွန်တော်ပြောခဲ့တဲ့ spec တွေနဲ့တင်ဒီဖုန်းလေးကတာမန် typical ဖုန်းတွေထက် overall ပိုအကျန်းခံတယ်ဆိုတာခံစားမိကြမှာပါ ပြီးတော့ web hunters လည်းပါတယ်ကျွန်တော်တို့လက်ထိပ်တွေရေးဆိုနေလဲပို့ပြီးသုံးလို့ရတယ်စကားမစက်အားလုံးပိုင်းမင်္ဂလာပါကျွန်တော်နာမည်ဖုန်းကျောက်သူပါတကယ်လို့ဒီဗီဒီယိုလေးကိုသဘောကျတယ်ဆိုတော့ like and share လုပ်ပြီးတော့ support လုပ်လို့ရပါတယ်ပထမဆုံး design color ကတော့ဒီလို cover တက်လိုက်မယ်ဆိုရင်ဒီလိုဖြစ်မယ်ပေါ့နော်ကျွန်တော် unit ကတော့ glacier ဟို arctic to antarctic ကတော့ရေခဲပြင်ဟာမျိုး inspire လုပ်ပြီးတော့လောက်ထားပြီးရလို့ပြောတယ်ကာမလီကတော့ချစ်ဖို့ကောင်းပါတယ် အဲကာဗာချွတ်ကြိုင်မယ်ဆိုတော့ကျွန်တော်တို့ဒီလိုမျိုးတူးတုံးကာလာလေးပေါ့နော်။နည်းနည်း bling bling ထားတာတွေမကြိုက်ဘူးဆိုတဲ့လူတွေအတွက် low profile ပေါ့။ငြိမ်နေပေါ့။သူကဒီနောက်ဘက်ကလည်းလက်ထင်မှာမချောဘူး။အဲ့လိုပဲလက်စီယာမထင်တဲ့ matte သားလောက်ထားပြီးရယ်။နောက်တစ်အောင်တနည်းအားဖြင့်သူ့ရဲ့ hero color ကတော့ Rolex Oyster နဲ့ Patek Philippe Nautilus တို့လိုမျိုး luxury high end နိုင်တွေမှာသုံးတဲ့ turquoise လိုမျိုးလို့အစိမ်းရောင်တစ်မျိုးပေါ့နော်။အဲကောင်လေးရှိမယ်။နောက်မဲအောင်ကြိုက်တဲ့လူတွေအတွက်လည်းလမျက်နှာပြင်လိုလို့ အဲ့လိုတက်ချာလုပ်ပေးထားတာ၄ရှိမယ်။ Canon 30 Premier 5G ရောလို့ပဲသူ့မှာလည်းအနောက်ဘက်မှာ LED indicator အနီးစပ်လေးပါတယ်။ဘေးပေါင်တွေကတော့ plastic frame ဖြစ်မှထင်တယ် glossy အပြောင်သားကုတ်တင်မျိုးလုပ်ပေးထားတယ်။လူများစုသဘောကျစင်မှာဒီဖုန်းကတိတ်မထူတိတ်မလေးတာ7.3 mm အထူနဲ့ 188g ပဲရှိရယ်။ဒါကလက်ထဲမှာတော်တော်လေးကိုပပလက်လက်ရှိရယ်ပေါ့နော်။ one hand ကင်ဖို့တော်တော်လေးကိုအဆင်ပြေရယ်။နောက် screen size လည်းကြီးရယ်။ one tap button ဆိုပြီးတော့လိမ်မော်အောင်ခလုတ်ပို့တစ်ခုပါလာတယ်။ ဒါကဓာတ်ပုံအမြင်ရိုက်တာကြာကြာဖိထားပြီးတော့သူ assistant error ခေါ်တာနောက်ကိုစိတ်ကြိုက် app ကို customize တွင်းထားပြီးတော့အလွယ်သုံးတာလိုမျိုးလို့ shortcut သုံးလို့ရတယ်တနည်းအားဖြင့် apple ရဲ့ action button လိုပဲဗျာဖုန်းစံတိုင်း120 hz refresh rate ရမယ် technocamon 30 premiere 5g ကတော့ overall panel quality နည်းနည်းပိုကောင်းတယ်ဒီ camon 40 pro ကတော့ပိုလင်းတယ်ပိုပြီးတော့မာကျော်မှုရှိတယ်ဒီဖုန်းမှာ peak brightness 1600နီးပါလာပြီနေရာအောက်မှာကျွန်တော်ပိုပြီးကောင်းကောင်းမြင်လာရတယ် ပြီးတော့ခုနကကမ်မွန်30 Premier 5G မှာတော့မပါခဲ့တဲ့ HDR image support လိုမျိုးဒီပုံတွေကြည့်ရတဲ့ရုပ်ထွက်ကိုပိုလှစေတဲ့ feature မျိုးတွေပါလာတယ်။ဒါပြင်သူ့ရဲ့ performance ကောသူ့မှာ MediaTek ရဲ့ Helio G100 Ultimate သုံးဝေးထားတယ်။ပုံမှန် G100 နဲ့ဘာကွာလဲဆိုရင်တော့ overall clock speed now သူ့ရဲ့ဒီပါလဲကျွန်တော်တို့ဓာတ်ပုံတို့အတွက်ဗျာ ISP image signal processing by now AI processing by နေ now GPU နဲ့ battery optimization by နေအဲအဲ့လိုဒီမှာဒီဖုန်းအတွက်တီးသန့် ကျူးနင်းလောက်ထားရပေါ့ဗျာနည်းနည်းပိုကောင်းတယ်ပေါ့ပြောရင်တော့ Helio G 100နဲ့ရန်တော့မကွာတော့ဘူးဒီ Camo 40 Pro အတွက်သီးသန့်လောက်ထားပေးတဲ့ပုံစံမျိုးပေါ့နော်ကျွန်တော်မိတ်ဆွေမျက်စိထဲမြင်တော့သူ့ရဲ့ AnTuTu Score နဲ့တခြား Benchmark Result တွေနောက် Game Setting တွေပြပေးလိုက်ပါတယ်လူစော့များတဲ့ Game တွေထဲကဆိုရင်ဥပမာ Mobile Legends ဆိုရင် Graphic Ultra နဲ့ Frame Rate Super ထိရမယ် PUBG မှာ Graphic Smooth Frame Rate Ultra ထိရမယ်ဒီလောက်ဆိုရင်တော့ဒီဖုန်းလေးရဲ့ overall performance အနေအထားကိုမြင်သာဝိုက်လို့ထင်ပါတယ် မိုဘိုင်းလေဂျန်တော့အဆော့များမယ်နော်မယ်အဲ့လိုပေါ်ပပါဂိမ်းမာတွေကတော့အဆင်ပြေမယ်ပေါ့နည်းနည်းသဘောကျမိတာတော့သူ့ရဲ့သားမယ်ကွန်ထရိုးကျွန်တော်သူ့ benchmark တွေ run နေအဲ့တော့အခန်းပူချိန် air gun ခန်းမှာတော့မဟုတ်အဲ့လို run တာမှာကိုထင်ထားသလောက်တအားပူချစ်တက်လာတာမျိုးမရှိဘူးဒါလေးကတော့သူတို့ DG 100 Ultimate မှာနည်းနည်းလေး optimization ကောင်းတယ်လို့ပဲပြောရမလားပြောရရင်ပုံမှန်ဖြစ်တဲ့ဖုန်းဝင်ပူချိန်လောက်တစ်ခုပဲခန်းစားမိတယ်စစောဝိုင်းပူချစ်ပြဲလန်ဆိုတာမျိုးမဟုတ်ဘူးပေါ့နော်နောက်တစ်ခုဒီဖုန်းကိုစဖွင့်သုံးခဲ့ရဆန်းနေတာ phone boot animation တက်လာကြရ AI assistant နဲ့လာတာပဲဒါမျိုးအရင်တော့တခြားဘယ်ဖုန်းမှာမှမတွေ့ခဲ့ဘူးပေါ့နော် phone power စ on နဲ့ initial setup မှာသူ့ရဲ့ assistant error နဲ့လာတယ်အမေတယ်ဟုတ်ပါလားပေါ့ techno ကလည်းဒါမျိုးသူပထမဆုံးလောက်တာကွာဆိုပြီးတော့ကြွေထားသေးတယ်တကယ်လည်းဒီဖုန်းမှာ AI feature တွေတပြုံကြီးကိုပါလာတယ်အရင်မျိုးဆက်တွေနဲ့ရှင်လိုက်မယ်ဆိုရင်ဘာမှမဆိုင်ဘူးပေါ့နော်ကျွန်တော်ထင်ဒီဈေးတန်းဝန်ကျင်ဒီ official ဝင်တဲ့ဖုန်းတွေထဲမှာ AI feature အများဆုံးနဲ့ အမိုက်ဆုံးပါတဲ့ဖုန်းတစ်လုံးလို့တော့မှခံစားမိတယ်။လုံလောဆယ်အချိန်ကြီးပေါ့။ LR ဆိုတဲ့ Techno ရဲ့ကိုပိုင် assistant လေးပါလာတယ်။ပြီးတော့ all in one LR ဆိုတဲ့ smart screen လေးလည်းပါလာတယ်။ AI နဲ့ gallery ထဲကပုံတွေကိုပြင်တာ၊နောက် generate လုပ်တာ၊နောက် document တွေကို summary လုပ်တာ၊ call assistant စသဖြင့်အများကြီးပဲ။ Techno ကလည်းဒီဈေးတန်းဝန်းကျင် level 2 tier ဖုန်းတွေထဲမှာ AI feature အများဆုံးနဲ့အလုပ်ဖြစ်ဆုံး overall user experience အကောင်းဆုံးဖုန်းဆိုပြီးကြွယ်ထားသေးတယ်။ ပြီးတော့နောက်တစ်ခုတက်ကနိုကျွဲထားတာဒီဖုန်းက3ပြီး5နှစ်ကြာရင်တောင်တွက်နေအောင်ပဲတဲ့ဒါကြီးကတော်တော်ကျန်းတယ်အဲ့အဲ့လိုပဲဖုန်းဘက်ထရီကလည်း3ပြီး5နှစ်ကြာအောင်80%အထက် battery health ကျန်းအောင်ပဲတဲ့ what the fuck ပေါ့နော်ဒါကြီးကတော့တော်တော်ကျန်းတယ်ဒီမတိုင်ခင်ကဒါမျိုးတခြားဖုန်းတွေမှာကျွန်တော်မမြင်ခဲ့ရဘူးဒါမျိုးတရုတ်ဖုန်းတွေမှာခုနောက်ပိုင်းအာမခန်နေပါလာရဆိုမဲ့အများဆုံး၄နှစ်ထိပဲကျွန်တော် industry ထဲမှာတွေ့ဘူးသေးတယ်အခုဒီ Canon 40 Pro တွေမှာတော့5 years ပါဖြစ်သွားပြီ battery health လည်း percentage အတိအကျနဲ့ပါတယ် ပြီးတော့ gamer တွေကြိုက်မဲ့ bypass charging လို့ feature တွေလည်းပါတယ်။မတည်တည့်တွေအတွက်နည်းနည်းရှင်းပြအောင်မယ်ဆိုရင်အဲ့ feature ကို for အသွင်ထားရင်းနဲ့ gain ဆော့တာလို့သုံးနေတာလို့ဆိုရင်ပုံမှန် phone မှာဆို battery တဲကိုအရင်သွင်းတယ်ဗျာ။ပြီးတော့မှ jam နေနေရာတွေကို battery ကနေ power ပြန်ပေးတာ။အဲ့ bypass charging ပါတဲ့ phone တွေက battery ကိုတိုက်ရိုက်မသွင်းတော့ဘဲနဲ့ကျွန်တော်တို့ motherboard နဲ့ CPU တွေကိုပို့ပြီးတော့ဦးစားပေးပြီးတော့ပေးထားလိုက်တာမျိုးပေါ့နော်။အဲ့တော့ gain ဆော့ရင်းနဲ့အသွင်ထားတာမျိုး use case တွေမှာ ဖုန်းပူတာပိုတတ်တာမယ်ပြီးတော့ဘက်ထရီထိတာဘက်ထရီနားတာပိုတတ်တာမယ်အဲဒါကြောင့်မို့လဲတက်ကနိုကဒီလိုမျိုးသူတို့ရဲ့ဘက်ထရီက9နှစ်လောက်ထိကိုတော်တော် maintain လုပ်နိုင်တယ်ဆိုတဲ့ပုံစံမျိုးဒါကလည်းသူကနေသူတက်ရောက်မှုတခုပေါ့နော် gaming phone တွေနဲ့ gaming laptop တွေမှာတော့အဲ့ feature ပါနေတာတော်တော်ကြာပြီ gamer တွေဆိုတော့သိမှာပါတကယ်အသုံးဝင်တဲ့ feature တခုမလို့ကျွန်တော်ဆိုရင်ဖုန်းတိုင်း laptop တိုင်းမှာတော့ပါစေချင်တယ်တက်ကနိုအပြောကတော့ခုလိုမျိုးတွေ1%နဲ့ဆက်သုံးနိုင်မယ်လို့ပြောတယ် အဲ့လိုမျိုး1%မှာတော်တော်အားခံအောင်လဲ100 milliampere capacity ကိုအဲ့ဒီ1%စာအတွက်တတ်တတ်ကို hold ထားပြီးရလို့ပြောတယ်အဲ့ဒါလေးကတော့မစိုးဘူးပေါ့နော် emergency case တွေမှာဖုန်းအားသေခံနေမှာကျွန်တော်အလုပ်ဖြစ်မှာပေါ့ဒါပြည့်ဒီဖုန်းမှာကင်မရာဘယ်လိုနေထားရှိမလဲကင်မရာ spec တွေအရတီလိုပါသူ့ရဲ့ main ကင်မရာ Sony နဲ့ Techno ပေါင်းပြီးတော့ develop လုပ်ထားတဲ့ RYD 700C စင်ဆာသုံးပေးထားတယ်ကျွန်တော်ဒီဖုန်းနဲ့ရိုက်ထားတဲ့ပုံထွက်နမူနာလေးပြပြလိုက်ပါတယ်ဘယ်လိုသဘောရကြလဲကိုယ့်ရဲ့အမြင်နဲ့အောက်မှာမန့်ခဲ့လို့ရပါတယ် သူရဲ့အရှိတ်ဘက်ဆယ်ဗီကင်မရာ50 megapixel အဲ့တော့မှ face detection နဲ့ auto focus လိုမျိုး niche ဖြစ်တဲ့ feature လေးတွေပါတယ်မစိုးဘူးပေါ့နော် lighting ကောင်းအောင်ရမစင်းတော့သူကသူအဆင်ပြေပါတယ်ကျွန်တော်နမူနာပုံထွက်လေးပြပေးလိုက်ပါတယ်ပြီးတော့ mixer အမြန်ရိုက်ချက်တွေဆိုရတဲ့ flash snap ဆိုတာလေးအမြန်ရိုက်ဖို့အတွက်ပါတယ် တန်ထွက်ပိုင်းအတွက်ဆိုရင်သူ့မှာ Dolby Atmos နဲ့ Stereo Speaker ပါတယ်ဒီဖုန်းမှာပုံမှန်ပါနေကြ NFC ပြင်မှာ IR control လိုမျိုးလေးပါပါတယ်အဲ့တော့ဖုန်းနဲ့ RAM တွေပါတယ်သုံးလို့ရမယ် Battery 9200 mAh power capacity ပါတယ် 45W speed နဲ့သွင်းလို့ရမယ်ကျွန်တော်သုံးချက်တော့ဆိုတော့တနေ့တာအဆင်ပြေပြေခံတယ်ဆိုရင်အနေထားတစ်ခုမှရှိတယ်အားရန်နဲလုံးနေရာမျိုးတော့မဖြစ်ဘူးနောက်ဆုံးအနေနဲ့ Techno ကြွယ်ထားတဲ့ဒီ Camo 40 Pro Series ရဲ့ slogan ကတော့ AI partner ပါတဲ့ AI feature တွေလည်းတော်တော်လေးကိုစုံစုံထည့်ပေးထားတယ် ကျွန်တော်သူ့ရဲ့ feature လေးလည်းပြပေးခဲ့ရပါတော့ 2025နောက်ဆုံးပြောချင်တာကတော့ဒီဖုန်းရဲ့ဈေးပေါ့နော်ဒီ Camo 40 Pro ကိုတော့7သိန်းမပြည့်စေ9သိန်း9900 900နဲ့ဝယ်လို့ရမယ်သူ့ရဲ့ YoYo Camo 40ကတော့9သိန်းမပြည့်စေ7သိန်း9900 900နဲ့ဝယ်လို့ရမယ်တကယ်တော့ပြည့်နေပါပြီပေါ့နော် RAM နဲ့ Storage ကတော့ RAM 8K နဲ့ Storage 256K ပေါ့ဆိုတော့ဒီဖုန်းနဲ့ပတ်သက်ပြီးတော့အခုကြည့်နေမိတ်ဆွေတွေဘယ်လိုသဘောရလဲသူ့ရဲ့ design color ဘာညာပေါ့ကျွန်တော်ကတော့သူ့ရဲ့ hero color လေးကိုလည်းသဘောကျတယ်ဒီကောင်လေးကလည်း ငြိမ့်နေပေါ့အဓိကသဘောကျတာသူ့ရဲ့ဒီလက်စီကအနောက်ဘက်ကလုံးဝမတင်တဲ့ဟာပြီးတော့ပပရွှွှွှွှလေးပေါ့နော်လက်ထဲမှာတော်လေးကွန်ပီနီယံဖြစ်တယ်အားလုံးရဲ့အမြင်တွေကိုလည်းအောက်မှာလွတ်လွတ်လပ်လပ်မန်းခဲလို့ရပါတယ်ကျွန်တော်နာမည်ကတော့ဖုံးကျော်သူပါဗီဒီယိုဆုံးထိကြည့်ပေးရဲ့ကျွန်တော်မိတ်ဆွေအားလုံးကျေးဇူးတင်ပါတယ်